ညနာကိုခွဲစိတ်ပြုပြင်လိုက်ပြီးမှပို့ပြီးတော့အိုမင်းကြီးရောကရုပ်ပြစင်ပဲဖြစ်သွားတဲ့အမှုပညာရှင်လေးရောယနေ့ခေတ်မှာလူတိုင်းလုံလာကြတာကညနာကိုခွဲစိတ်ပြုပြင်ကရွေတင်အောင်လုပ်တာပါအထူးသဖြင့်လူတွေဟာလှကျင်လို့လို့ရွေတင်မှုပြောကျင်လို့လို့ညနာကိုပြုပြင်ကြပါတယ်တော်တော်များများဟာလဲညနာကိုခွဲစိတ်ပြုပြင်ပြီးမှပို့ပြီးတော့မှုပြိုလှပသွားတာပါဒါမှလည်းညနာကိုခွဲစိတ်ပြုပြင်ပြီးကမှပို့ပြီးတော့ရုပ်ဆိုးသွားတဲ့တွေလည်းအများကြီးပါဒီဗီဒီယိုထဲမှာတော့မျက်နှာကိုခွဲစိတ်ပြုပြင်ပြီးမှအိုစနာကျသွားတဲ့အမှုပညာရှင်လေးယောက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ံပါတ်1ဖွဖွေအခုလက်ရှိချိန်မှာအသက်39နှစ်ရွယ်ရှိနေပြီးတော့တေယုဆောင်မင်းသမီးလေးဖွဖွေဟာလည်းမျက်နှာကိုခွဲစိတ်ပြုပြင်ပြီးမှအိုစနာကျသွားတဲ့နုပညာရှင်တွေကထိတ်ဆုံးကပါဝါရင်ဖွဖွေဟာဆောင်းဝိုင်းမှာတော့ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသလိုချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ကလေးလူကြီးပရိသတ်တွေများစွာအားပေးကြတဲ့မင်းသမီးလေးဖြစ်ပါတယ်။ဒါမှမဟုတ်ခုနောက်ပိုင်းမှာတော့ဖွဖွေဟာသူ့မျက်နှာကိုခွဲစိတ်ပြုပြင်လိုက်တာပါသူပြန်တော့ဖိုးဖိုးရသူမရဲ့နှကန်းကိုပြောင်းလဲလိုက်တာဖြစ်ပါတယ်ဒီလိုပြောင်းလဲလိုက်တာကြောင့်လဲ ဖိုးဖွင့်ရဲ့မျက်နှာဖိုးဖွင့်ရဲ့ပုံစံကအရင်ကနဲ့မတူတော့ပါဘူး။အဲကြောင့်လေဖိုးဖွင့်အောင်မျက်နှာကိုပြုပြင်ပြီးရင်အရင်ကထက်ရိုးစိုးသွားတဲ့အမှုပညာရှင်ကိုစွရမှာဖြစ်ပါတယ်။နံပါတ်2နေမင်းလှကျင်လုံးလုံးမျက်နှာကိုပြုပြင်လိုက်ခါမှာပုံပြီးတော့ရိုးစိုးသွားတဲ့နောက်ထပ်အမှုပညာရှင်ကတော့တင်းဆောင်မင်းသားနေမင်းပါ။ဇောပိုင်းမှာတော့နေမင်းဟာဗီဒီယိုနဲ့ရုပ်ရှင်လောကမှာနေရာတနေရာခိုင်မာရထားတဲ့မင်းသားပြလပါ။ဒါမှမဟုတ်လေမင်းသားနေမင်းဟာနှကန်းကိုပြုပြင်ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုပြပြလိုက်ပြီးမှတော့နေမင်းရဲ့ပုံစံကအရင်ကနဲ့တစ်စက်ကလေးမှမတူတော့ပဲပြောင်းလဲသွားတာပါဒါကြောင့်လည်းနေမင်းဟာရုပ်ရှင်လောကထဲကအနားယူသွားကအခုချိန်မှာတော့ရုပ်ရှင်ထုတ်လို့ရေး producer တုံးနေတဲ့ရက်တီနေရာကိုတွေ့ရပါတယ်။နံပါတ်3ဇီရင်ထံမျက်နှာကိုခွဲစိတ်ပြပြလိုက်လို့ရုပ်ပြက်စင်ပြက်ဖြစ်သွားတဲ့အမှုပညာရှင်တွေပါဇီရင်ထံလည်းပါပါတယ်။ဇီရင်ထံဟာဗီဒီယိုနဲ့ရုပ်ရှင်တစ်ခင်မှာချစ်စရာကောင်းတဲ့မင်းသားလေးဖြစ်နေမိန်းကလေးပရိသတ်တွေကတက်တက်လို့အားပေးခြင်းကိုခံထားရတာပါ။ ထို့သဖြင့်ဇီယထဟာကိုရီးယားမင်းသားလေးလိုလှပတာပဲဖြစ်ပါရင်ဒါမှမဟုတ်ဇီယထကလှပြီးသားမျက်နှာပေါ်မှာထပ်မံခွဲစိတ်ပြုတ်ပြင်းခဲ့တာပါဒါကြောင့်လည်းဇီယထမျက်နှာဟာလူနဲ့မတူတော့ဘဲရာဘာမျက်နှာလိုလိုဖြစ်သွားတာပါဒါကြောင့်လည်းအမှုပညာအလုပ်တွေကိုစက်မလုပ်တော့ဘဲဇီယထတရားထိုင်းမှာအခြေချနေထိုင်နေတာပဲဖြစ်ပါရင်ဒါကြောင့်လည်းဇီယထကိုမျက်နှာကိုခွဲစိတ်ပြုတ်ပြင်းမှာပုံရုပ်စိုးသွားတဲ့အမှုပညာရှင်လိုသတ်မှတ်ရမှာပါနမလေးယရနာမိုင်းနောက်ထပ်မျက်နှာကိုခွဲစိတ်ပြုပြင်ပြီးမှပုံရုပ်ဆိုးသွားတာက ရခိုင်လူမျိုးဆိုတော့မလေးရန်နာပိုင်းပါရန်နာပိုင်းဟာစောပိုင်းမှာတော့မျက်နှာကိုခွဲစိတ်ပြုပြင်တာမျိုးမလုပ်ခဲ့ပါဘူးဒါပေမဲ့နောက်ပိုင်းမှာတော့မျက်နှာမေးရိုးကိုခွဲစိတ်ပြုပြင်ခဲ့တာပါဒါကြောင့်လည်းရန်နာပိုင်းရဲ့မေးရိုးဟာတော်တော်လေးကိုပြောင်းလဲသွားခဲ့ပါတယ်ရန်နာပိုင်းဟာမျက်နှာကိုခွဲစိတ်ပြုပြင်လိုက်လို့ရုပ်အရင်းမဆိုးသွားပေမဲ့လည်းငကောမျက်နှာနဲ့မတူတော့တာတော့မှန်ပါမယ်ဒါကိုမကြိုက်တဲ့ပရိသတ်တွေကလည်းအများကြီးရှိနေရပါအခုပြပြပေးသွားတာကတော့မျက်နှာကိုခွဲစိတ်ပြပြလိုက်ပြီပဲတခြားလူတွေလိုချောမောမလာပဲရုပ်ဆိုးသွားတဲ့အမှုပညာရှင်တွေအကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ် ခုပြပြပေးသွားတဲ့ဖွဖွေးနေမင်းဇေယထက်ရန်နာမိုင်တို့ရဲ့ခွဲစိတ်ထားတဲ့မျက်နှာကိုပိုကြိုက်သလားဒါမှမဟုတ်ငကုံမျက်နှာကိုပိုကြိုက်သလားဆိုတော့ပြောပြသွားကြပါဦးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်အောင်ပေးခင်ကြတဲ့ပရိသတ်တူကြောင့်စီစီတိုင်းကိုကျေးဇူးထူပေးတင်ရှိပါရရှင်